Hello ပူတင်ဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီနေ့တော့ပူတင်ကတချက်အောင်မာလာခြေသက်ချက်နည်းလေးကိုပြောပြသွားမှာပဲဖြစ်ပါတယ်ဒီထက်မှကအဓိကလိုတာကမာလာအနှစ်ရဲ့မာလာအမှုန့်ရဲ့ပေါ့ထမသောအနေနဲ့ဈေးကဝင်လာတဲ့ကြက်ချက်တော့ကိုရေမြန်းများနဲ့စီးပါမယ်။ပြီးရင်တော့ကြက်သွက်ပြူနေခြင်းကိုဒါးပြားရိုက်ပြီးတော့တောက်တောက်ဆင်းပါမယ်။ရေနွေးဆူလာပြီဆိုလို့ရှိရင်တော့ကြက်ချက်တော်လေးတွေကိုထည့်ပြီးတော့အရင်ပြုတ်လိုက်ပါမယ်။ဘာလို့လဲဆိုတော့ညှိနှံ့လေးတွေပျောက်သွားအောင်လို့ပါ။ပြီးလို့ရှိရင်အဲ့ဒါကိုတံမြာသေးမြစ်ပြီးတော့နေပေးပါမယ်။အဲ့ဒါမှညှိနှံ့ကပျောက်သွားမှာပေါ့နော်။ နေပြီးသွားပြီဆိုလို့ရှိရင်တော့လိုအပ်တဲ့စားလို့နှိမ့်ပုံကိုထည့်ပါမယ်နှိမ့်ပုံမစားရင်လည်းတခြားအစားတို့ထည့်လို့ရတယ်ပေါ့နော်ဥပမာချက်သားမုံလို့ပါလို့ပေါ့ခုဆိုရင်တော့စပြီးချက်တော့မှမလို့စီထည့်ပါမယ်စီချက်လာရင်တော့ခုနကနှုတ်နှုတ်ဆင်ထားတဲ့ချက်တော်နဲ့ဂျင်းကိုထည့်ပါမယ်ပြီးရင်တော့ချက်ချက်တော်လေးကိုထည့်ပြီးတော့ကြော်ပေးပါမယ်ပြီးလို့ရှိရင်ညီလာပြီဆိုလို့ရှိရင်တော့ငံပြာကြီးနည်းနည်းထည့်ပါမယ် ကိုကအရင်မြည်ကြည့်ပေါ့နော်မြည်ကြည့်ပြီးတော့ပို့မှာပဲထည့်ပါပြီးလို့ရှိရင်တော့တံမြာပြီးထက်ပြီးတော့ညစ်ထည့်ပေးပါမယ်ကြက်ချင်းတော်လေးတွေကြက်လာပြီဆိုရင်တော့ကုတင်ခုနပြောတဲ့အဓိကကြောက်တဲ့မာလာမုံနဲ့မာလာအနှစ်ကိုကိုဒိုးတလောက်ထည့်ပြီးတော့မှုပြီးသွားရင်တော့အရသာရှိတဲ့ကြက်ချင်းတော်မာလာချင်းဆက်ကိုရပါပြီဟွန်းဟွန်း